လူမျိုးထောင်းပဲကြမ်းလာပြီထင်တာမလားလူမျိုးထောင်းနဲ့ကြမ်းလဲအိုထောင်းအကြောင်းကျွန်မပြောပြအောင်မသိလားအိုမနဲ့လေးနိုင်ထုတ်လဲထထောင်းလဲညသူညအိမ်မယ်ဆို9နိုင်စင်တာကြီးလဲထထောင်းလဲတော့တနေခင်းတော့လုံးမလုတ်ဖဲနဲ့ဖုံးတလုံးနဲ့ကြည့်ပြီးညကြမှာသူညတိတ်အိတ်ချင်းကြမှာဒီလင်းထောင်းမရထောင်းလေသူကညသူတို့ပူတယ်ညသူတို့ထောင်းတယ်ညကိုကျမတို့တွေကလေနှုံးပြရင်သူ့လက်တန်လေးလိုပဲကျမတို့ကသူတို့ကျမတို့ချော့တင်တယ်ဆိုလို့ကျမတို့အိတ်နေလို့ရှိမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ ခုဗီဒီယိုလေးတစ်ပုဒ်ကတော့ကျွန်တော်ရင်တော့တော့မူကင်းဇလန်နေမူကင်းတည်င်းနေမူကင်းအဖြစ်ပြက်တရားလုံးကိုတင်ဆက်လို့ပြီးပါပြီဒီကောက်ကျွန်တော်တို့ဒူဒူကြည့်ရမယ့်ဗီဒီယိုလေးကတော့ဒါဟိုလူကြီးသူမများအားလုံးကိုလည်းကြောပါတယ်ကျွန်တော်ရဲ့ခုဗီဒီယိုလေးကိုမကြိုက်တဲ့လူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်ကြိုပြီးတော့ဒီဟာလေးကတော့ဟာတာပေါ့နော်ဟာတာဆိုတာတော့ဟာတာလူတွေကြည့်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ဒီရတော်ကြီးတယောက်ကသူတိုက်ခန်းမှာနေတာပေါ့နော် တိုက်ခန်းမှာနေတယ်တိုက်ခန်းမှာနေတော့ဒီတိုက်ခန်းသဘောတော်အဝါကတော့ဒီပေါ်တိုက်အောက်တိုက်ပေါ်ထက်အောက်ထက်ကိုယ့်ရဲ့ပေါ်ရကရှိတဲ့တယောက်ယောက်ကလမ်းလျှောက်တာပဲဖြစ်ဖြစ်ဒီငေးဥဆုံထောင်းတာပဲဖြစ်ဖြစ်နောက်ဆုံးလူပြိုတောင်းလို့အဓိကဗီဒီယိုထဲမှာပါလူပြိုတောင်းလို့အိုထောင်းလို့ပေါ့နော်အဲ့ဒါကြီးလုတ်တဲ့ချိန်ကြီးမှာချစ်ကြည်နူးတစ်တီတူးတဲ့ချိန်ကြီးမှာဆိုရင်အောက်ခန်းမှာရှိတဲ့လူတော့ကတော်တော်လေးကိုစိတ်နှောက်ရှက်ဖြစ်ရပါတယ် ဒီဟာတွေကလည်းတိုက်ခတ်မှနေရင်တော့ဒါတခါလေကြာရင်လည်းစိတ်ညစ်စရာပေါ့တခါလေကြာရင်လည်းကြီးစရာပေါ့ဒီလိုပဲစင်ပြေအောင်နေကြရတာပါတိုက်ခတ်နေမှာတော့ဒါဟိုတဘာဝတစ်ခုလိုဖြစ်နေပါပြီ DNA ကလည်းသူအပေါ်ထဲမှာရှိတဲ့အိမ်တော်တွေအတွဲရဲ့အအိုထောင်းကိုသူတော်တော်လေးကိုစိတ်နာနေပုံရပါတယ်ဟာဟာတာနော်ဘီပြောထားတဲ့ဗီဒီယိုဖိုင်တို့ကျွန်တော်နဲ့အတူတူကြည့်အောင်ပါခင်ဗျာ ရှင်တို့လည်းလူပြိုထောင်းပဲကြမ်းလာပြီထင်တာမလားလူပြိုထောင်းလည်းကြမ်းလဲအိုထောင်းအောင်ကျွန်မပြောပြအောင်မသိလားတိုက်ခန်းနဲ့နေတဲ့လူတော်တော်များများကြီး80ရာခိုင်နှုန်းဒီဒီတန်ခန်းစားမှုတယ်30ရာခိုင်နှုန်းဒီဆက်လက်ကန်စုမတည်တော့လူများဖွဲ့ကျွန်မပြောပြမသိရဟိုမနဲ့၄နိုင်ဆိုလဲထထောင်းလဲညသူများအိမ်မယ်ဆို9နိုင်စင်နိုင်လဲထထောင်းလဲတော့တနေခင်းတော့လုံးမလုံးဖဲနဲ့ဖုန်းတလုံးနဲ့ကြည့်ပြီးညကြမှာသူများတိတ်အိတ်ချင်းကြမှာဒီရင်ထောင်းမရထောင်းလေး လိုက်ကဆိုမသိတဲ့အဖွဲတတ်ကူရှိသေးတယ်။နောက်ပြီးပြောပြမယ်သူများကြီးမှာตาရေးရှိလားမသိနာရေးရှိလားမသိကိုခက်ကိုလုတ်ချက်တလို့လုတ်တယ်ဆိုပြီးတော့လှေကမ်းမှာနော်ဇောင်းလေးကမြေလွတ်လိုက်တလို့နောက်ပြီးတော့ဗါလဲဆိုတော့နွားတွေနမြိုင်ထတယ်လို့ဟိဟိဟိဟာဟာဟာဟဲဟဲဟဲပြ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 အိုက်တန်ဒီဆိုတော့လေစူညာသူများအိမ်နေလားသိမအိမ်နေလားမသိအိတ်ချင်းမသိမအိတ်ချင်းလားမသိအဲ့လိုလူမျိုးတွေလည်းတပုံပြီးလိုက်ကဆိုမသိတာနော်နောက်ပြီးဒီမှာပြောပြအောင်မသိလားအခုအစောက်တဲ့အိမ်တွေက ခိုလာတဲ့အခါမှာတိုက်ခန်းနေခိုလာတဲ့အခါပေါပလေးတွေလောက်တာပေါပလေးတွေလောက်တာဆက်လက်ကပေါပလောက်တာတဲ့အခါကိုခန့်ကိုအိတ်တဲ့ဆိုပြီးဒီလိုအိတ်တဲ့အခါမှာသူများခန့်ထောင်းတဲ့ဟာနားမှာဒွင်း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 နဲ့ကျမတို့ကြားရတယ်ကြားရလို့ကျမပြောပြမယ်သူဟိုဗာလဲဆိုတော့သူတို့သူတို့စုသမားသူတို့ပူသမားသူတို့ထောင်းသမားကိုကျမတို့တွေကလေနှုံးဝင်ပြရင်သူ့လက်တန်လေးလိုပဲကျမတို့ကသူတို့ကျမတို့ချော့တိမ်နေတယ်ဆိုလို့ကျမတို့အိတ်နေလို့ရှင်ဒီမာကြီးသဘောကောင်းတယ်ဒီခန့်အရှင်အရှမ်းသဘောကောင်းတာပဲအေးခင်ဗျားတို့လည်းတိုက်ခန်းမှာနေတဲ့လူတွေလည်းဒီလိုမျိုး အပြူထောင်းပေါ့နော်လူကိုထောင်းလောက်ကြမယ်ဆိုရင်လေအောက်ခန်းကလူတွေကိုဟိုတစ်ချက်လေးကုချင်းစာနာပြီးတော့တနာကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့အထက်မှာလည်းဒီတိုက်ခန်းနေနေလို့ကွန်ထရိုးတွေနေလို့နေတဲ့လူတွေလည်းပါကောင်းပါလာနိုင်ပါတယ်အဲမိတ်ဆွေတို့အားလုံးလည်းဒီလိုမာကြီးတယောက်တာ အောက်မှာ ရှိမယ်ဆိုရင်တော့ဒီထောင်းမယ်ဆိုရင်လည်းကြည့်ချက်ထောင်းကြဖို့အတွက်ကျွန်တော်အကြံဉာဏ်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ကြည့်အောင်ခင်ဗျာတော့ပြောလို့ရှင်လေကိုခက်ကိုထုတ်တာပါဖြစ်လေ စောက်ဝဆိုတယ်နောက်ဖြစ်နောက်ဆုံးလက်ကြကြကျမတို့မခေါ်မပြောတယ်တော့ဖြစ်ကုန်ကြရောနောက်ပြီးတချို့သောသူတွေပြောတတ်တယ်အဲ့လိုစူတန်ပူတန်မကြားကျင်ရင်နဲ့ဗာလဲကိုကိုချံကိုဝင်းနဲ့နေပေါ့တယ်အဲ့ဒီကကိုချံကိုဝင်းလဲရှိတယ်အချိန်နေနဲ့အချိန်ခါရကျမတို့ဒီတိုက်ခတ်နေရတာနောက်ဆုံးပြောမယ်ဆိုကိုကဆန်တဲ့ကိုဘယ်နေရနေနေတော့ပြောစရာမလိုဘူးဘာကြောင့်လဲဆိုတော့လူကအလိုက်ကန်းဆိုတိဖို့မလိုတယ်ထမင်းစားနေတဲ့လူတယောက်ဒီတစ်ခါပြောရင်သိရနှစ်ခါပြောရင်သိရလူမှန်ရင်သိရနော်ကျမပြောပြတာ ဲ့တော့ကျမကဘာလို့ဒီစကားပြောချင်တာလဲဆိုပြောပြအောင်ကျမမကူလက်တလောခံနေရနွေးတဲ့ဘွားလေးကသူများအဲ့ချက်ဆိုထောင်းပြီးထောင်းပြီးထောင်းပြီးတကုံထောင်းလာအဲ့အိုရောင်းနေစပယ်ရှယ်ထောင်းတော့တာပဲထောင်းလဲထောင်းပါကျမပြောပြအောင်အဲ့မှာလေကျမလေနွေးတဲ့ဘွားဆိုကျမလေကလော်ရောကလော်လဲကလော်တဲ့ခါကြလဲချာနားခမ်းမထင်တာနောက်လေကြလဲဆက်ထောင်းအောင်အဲ့တော့ကျမကတွပြောလိုက်ကောတော်တော်ပြောဘာပြောလိုက်ကြမှာလဲကျမရှင်းချင်သွားတယ်သိလားတမီးတို့ကလည်းအသေးပဲကြော်စားတာလေ တန်းကတော့ချက်စားတာမဟုတ်ဘူးလေအသေးရွက်ကြော်စားတယ်ဆိုတော့နည်းနည်းပပပဲထောင်းရတယ်ပေါ့ဘာလို့ဆိုတော့စက်တုံပြလာပွေးတော့အဲ့တော့အော်တို့ဘာလဲဆိုတော့တိလာအသေးရွက်ထောင်းတာတော့အသေးရွက်စားလို့ထောင်းတာတော့ကျမတို့မှာဘာလို့ဆိုတော့ငရင်လှုပ်တယ်လို့ပဲတန်းကတော့ချက်စားဒီခန့်တို့ကျမတို့တိုက်ကြီးကဟီရိုရှိမဘုံကြတယ်လို့တစားစီကြီးကြီးနဲ့ကြော်သွားမှာမဟုတ်နော်အဲ့လိုကျမတို့ပြောလိုက်တာရှိသေးတယ်နောက်လေကျမတို့မခေါ်တော့ဘူး ။နေအဲ့လိုအချိုးတွေကရှိသေးတယ်။ဒါကြောင့်ကိုယ်လူတွေကလိုက်ကန်းဆိုသိပြီသိဖို့ကောင်းတယ်။ထမင်းစားသိရမယ်။တစ်ခါထမင်းစားသိရမယ်။တစ်ခါပြောရသိရမယ်။နှစ်ခါပြောရသိရမယ်။ကိုယ်ခက်ကိုလှုပ်ချက်တယ်လို့လှုပ်လို့ရပါတယ်။လှုပ်ပိုင်ဝင်ရှိတယ်။ဘာလို့လဲဆိုတော့တက်နိုင်လို့ရှင်ရှင်တို့နှစ်ယောက်ရှင်တို့တွေဘာလို့ဆိုကိုတော်တော်ချုပ်ပြီးနှစ်ပါးတော့ကလို့တော့ရှာတယ်။ဒါပေမဲ့လူဆိုတာလိုက်ကန်းဆိုသိဖို့ကောင်းတယ်လို့ပြောတာ။အဲ့ဒါကြောင့်မို့ရန်ကုန်မြို့မှာဒီလူမျိုးထောင်းတက်ချမ်းတာအိုထောင်းဆိုတာပိုဆိုတာအိုထောင်းကပိုချမ်းဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါနောက်ဆုံးပိတ်မှာတော့ အာမြို့ဆောင်ပေါ့နော်မြို့ဆောင်တောင်းတဲ့အကြောင်းကိုပဲတည်ပြီးတော့ပိတ်သွားပါတော့ဗီကဒီမရရတော်ဟာတညံရွှင်နေလို့ကျွန်တော်ထင်ပါတယ်သူ့ရဲ့ရုပ်ရောသူ့ရဲ့စကားလုံးနေရာရောတကယ်ကိုအန်တာတိန်မန့်ဖြစ်စေပါတယ်စိတ်ပင်ပန်းပြည်စေပါတယ်ကျွန်တော်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုသူကိုကြည့်လို့အခက်မတင်လို့စိတ်ထဲမှာမကြိုက်တာတော့တခုခုဖြစ်ခဲ့ရင်လည်းကျွန်တော်ရဲ့ channel ကပဲတောင်းပန်လိုက်ပါတယ် ကျွန်တော်ရဲ့ channel အားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေခင်ဗျာ။